ကဘာကိုဝင်တိုင်းနိုင်ကြီးရှိတဲ့ဥက္ကာခဲကို2024 YR Follow အမည်ပေးထားပါတယ်2024ခုနှစ်ဒီဇင်ဘာ25မှာဟာဝိုင်၊ချီလီနဲ့တောင်အာဖရိကမှာရှိတဲ့တယ်လီစကုပ်တွေကနေရတဲ့ဒေတာတွေကို အသုံးပြုပြီးစတင်တည်ပြီးခဲ့တာကြောင့်2024 YR Follow အမည်ပေးထားခြင်းဖြစ်ပါတယ်လက်ရှိလေးလာမှုတွေအရဒီဥက္ကာခဲဟာကဘာမီကိုဥတီလာနေပြီးပေ150လောက်တောင်အကျယ်ဝန်းရှိပါတယ် 2032ခုနှစ်မှာကဘာကိုဝင်တိုက်နိုင်ချေအများဆုံးလို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်။အချိုးစားအဖြစ်83ပုံတပုံရှိနေပြီးဒီအချိုးစားကမိတ်ဆွေခြေပေါက်ဖို့တက်ကိုတည်ကြနေတာလည်းဖြစ်ပါတယ်။ဒီအရွယ်စားကကဘာပြက်လောက်တဲ့ထီတော့မပြင်းထန်နိုင်ပေမဲ့ကဘာရဲ့သုံးပုံပုံတပုံလောက်ထီတော့စူစူရောဝါပျက်စီးနိုင်ပါတယ်။ဒါအပြင်ဒီထက်ကြီးကြီးမားမားပျက်စီးတာတွေလည်းဖြစ်စေနိုင်ပါတယ်။ဥပမာပြောရရင် 1908ခုနှစ်ကဆိုင်ဘီးရီးယားမှာကြားခဲ့တဲ့ဥက္ကာခဲကြောင့်တစ်တောစတူရန်မိုင်ပေါင်းတထောင်ခန်းလောက်ပြပြဝေးမိလောင်ပြကြခဲ့ဘူးပါတယ်။ယခု2024ဝိုင်းအဖို့ဥက္ကာခဲဟာဆိုင်ဘီးရီးယားမှာကြားတဲ့ဥက္ကာခဲတက်အစတရာပုံမပြင်းထက်မယ်လို့ခန့်မှန်းထားပါတယ်။အခုတော့ဒီ2024ဝိုင်းအဖို့ဟာကျွန်တော်တို့တိုင်းနာနိုင်တဲ့မြင်းဝင်းကနေ၃နှစ်လောက်ပြောက်ွယ်သွားမှာဖြစ်ပြီး2032ခုနှစ်နဲ့2029ခုနှစ်ကြာမှာပြန်လည်ပေါ်လာမှာဖြစ်ပါတယ်။ ပြန်လည်ပေါ်လာပြီးကဘာနဲ့တိုက်မိနိုင်နေခုနှစ်ချိန်ခန့်ရှိနေပါတယ်။အဖြစ်နိုင်ဆုံးခံမှန်းချက်ကတော့2039ဒီဇင်ဘာ22ရက်နေ့လောက်မှာဖြစ်ပြီးအန်နီရဲ့အခြေဆုံးနေရာအနေနဲ့ကျွန်တို့အင်ဒီချင်းတရုတ်ကိုကြာမယ်လို့ခံမှန်းထားပါတယ်။ဒေတာတွေရလာတဲ့နေ့အများဖြစ်နိုင်ခြေတွေလည်းပြောင်းလဲသွားနိုင်ပါတယ်။တကယ်လို့များကျွန်တော်တို့ကဘာကြီးကိုဒီလိုဥက္ကာကဲတိုက်မယ်ဆိုရင်ဘယ်လိုဖြစ်နိုင်မလဲတကယ်ပဲဥက္ကာကဲကျွန်တော်တို့ကဘာကြီးကိုဝင်တိုက်နိုင်သလားမိတ်ဆွေရဲ့ထင်မြင်ယူဆချက်လေးကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးတာဖို့ဖိတ်ခေါ်ပါရခင်ဗျာ ဒီလိုနိပညာနဲ့ပတ်သက်ပြီးဘုဒ္ဓတရားဝေယအစီအစဉ်လေးကိုအမြဲတင်ဆက်ပေးတာမလို့ကျွန်တော်တို့ရဲ့ knowledge oasis channel လေးကိုလည်း subscribe လုပ်တာပြဖို့တောင်းဆိုပါရစေခင်ဗျာ။